အရှိကျွန်းတောင်ကျွန်းမြောက်ကျွန်းနောက်ကျွန်းအပြီးတော့ဒီနေတလုံးလာတလုံးပေါ့နော်အဒီယာတွေနဲ့ဖွဲ့စည်းထားတဲ့အရာကိုစัจ java လာလို့ဗုဒ္ဓဘာသာအသက်မှတ်တယ်ပြီးတော့ဒီစัจ java လာခြီတောင်းခြီပေါ့နော်စုစည်းထားတဲ့အရာတခုကိုစုလန်းနိကလောကရလို့သတ်မှတ်တယ်စုလန်းနိကလောကရပေါင်းထောင်ခြီတောင်းခြီစုပေါင်းထားတဲ့အရာကိုမဇိမနိကလောကရအလေလက်ပေါ့နော်အလေလက်လောကရတခုလို့သတ်မှတ်တယ် ဒီအလေလက်လောကရပောင်းထောင်ကြီးတောင်းကြီးပေါ့နော်အဲစူးစီးထားတဲ့အရာတခုတဖြည်းဖြည်းကြီးကြီးလာတယ်ပြီးတော့စူဝေးတွေကြီးကြီးလာတယ်ပေါ့နော်ဒါကြီးကိုကျတော့မဟာပေါ့နော်မဟာလောကရပေါ့ကျွန်တော်တို့ဒီမြန်မာတွေကကျတော့ဘလို့ဘာသာပြန်ကြရလဲဆိုတော့ဒီ university ပေါ့နော်အဲစัจ java လာဆိုပြီးတော့ဘာသာပြန်ကြတယ်တကယ်ဆိုရင်တော့ဒါမှားနေတယ်ပေါ့နော်စัจ java လာအတွက်ကိုမြန်မာစကားတိတဲ့ရှိပြီးသားပေါ့နော် အဲ့ဒါကကျွန်တော်ခုနပြောခဲ့တဲ့လောကရဲဆိုတဲ့အတုံးတုံးဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီရှင်ကြည့်အောင်ပေါ့နော်ဗုဒ္ဓဘာသာနဲ့ဒီလက်ရှိခေတ်တမချက်တွေရအဲ့တော့ဗုဒ္ဓဘာသာရဆိုရင်ကျွန်တော်တို့ဂျုံလေးတမောရီယာလေးစင်းပါမယ်နေလာပါမယ်ပေါ့နော်ဒါတွေစုစည်းထားတဲ့အရာကဆက်ကြဝလာတခုဆက်ကြဝလာဆိုတာတကယ်တော့ဒီနေဖွဲ့စည်းလောက်ပဲပေါ့နော်ဗုဒ္ဓဘာသာအဆိုရပေါ့နော် လက်ရှိခေတ်မှာလည်းဒီကဘာရဲ့ဒီဂျိုကြီးပေါ့နော်ဂျိုကြီးလက်ရှိမှာတော့ဒါရှစ်လုံးဖြစ်သွားပြီပေါ့နော်ကိုလုံးမဟုတ်တော့ဒီဂျိုကြီးတွေရဲ့ဒီနေရပေါ့နော်အဖွဲစည်းဖြစ်နေဖွဲစည်းဖြစ်တတ်မှတ်ကြတယ်ပေါ့နော်အဲ့တော့လက်ရှိခေတ်တတ်မှတ်ချက်ရစัจ java လားတခုမဟုတ်ဘူးပေါ့နော်စัจ java လားယူနီဘာစီမဟုတ်ဘူးပေါ့နော်အဲ့လက်ရှိဒါကနေဖွဲစည်းပဲဖြစ်တယ်ယူနီဘာစီမဟုတ်ဘူးအဲ့ဒါပေမဲ့ဒီဗုဒ္ဓဘာသာအရကြတော့ဒီနေဖွဲစည်းတစ်ခုလောက်ကဒါ ဆက်ကြပါလားတခုပေါ့နော်အဲ့တော့ကျွန်တော်ဒီထက်ပို့ပြီးတော့ကြီးမယ်ဆိုရင်ဒီလိုမျိုးပေါ့နော်ဒီဆက်ကြပါလားပေါ့ထောင်ကြီးတောင်းကြီးစုထားတဲ့အရာကစုလနိကလောကရပေါ့နော်ဒါဗုဒ္ဓဘာသာလိုရပေါ့လက်ရှိခေတ်မှာကျတော့ဒီလိုနေပွဲစည်းပေါင်းဒါအသိနဲ့ကြီးထားတဲ့ဒါဂလက်စီပေါ့နော်အဲကျွန်တော်တို့ဂလက်စီတခုဆိုရင်ဒါမီကီဝေးပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒါဂလက်စီပေါ့မီကီဝေးဂလက်စီမှာဒါကျယ်ပေါင်းသိန်းချီ ရှိတယ်လို့ဖတ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာမှာကျတော့စကြဝဠာပေါင်းထောင်ချီတောင်းချီလောက်ကပဲဆူလာနီကလောကရက်ပေါ့နော်အဲ့တော့ဒီဆူလာနီကလောကရက်ဆိုတာကဒီမေဂီဝေကလက်တီဖြစ်ဖို့များတယ်ဒါဆိုရင်ကနန်းကဘာလို့ကွာနေရလဲပေါ့နော်ကနန်းကဘာလို့ကွာနေရလဲဆိုရင်ခစ်ချင်းကတော်တော်ကွာတယ်ပေါ့နော်နှစ်ပေါင်းကနည်းရမဟုတ်2500ပေါ့နှစ်ပေါင်း2500အတွင်းမှာအဲကျယ်တွေမွေးဖွားလာတယ်ရှိမှာပဲပေါ့နော် အဲလွန်ခဲ့တဲ့ကာလတွေတုန်းကတော့ဒီကလက်စီဆိုတာတော့တေးသေးလေးဆိုတာကတော့အဲတိပ္ပံပညာရှင်တွေဒါအကုန်လုံးသိကြတယ်ပေါ့နော်ဒီကလက်စီကဒီလောက်မကြီးဘူးဒါတေးသေးလေးပေါ့နော်မီလီဝေးကလက်စီကအဲမှာကြီးကျယ်တဲ့အစ်မွေးမွေးပေါ့နော်အဲကျယ်တွေတိုးွားလာတယ်ပေါ့နော်အဲဖရဟောခဲ့တဲ့စက်ကြဝလာပေါ့နေဖွဲ့စည်းပေါ့အဲထောင်ချီတောင်းချီလောက်ကဆူလာနီကလောကရက်ဆိုတာကဒီမီလီဝေးကလက်စီပေါ့နော်ဖရရှင်ဟောခဲ့တဲ့ဒီ ဆက်ကြဝလာပေါင်းထောင်ချီတောင်းချီပေါ့နော်အဒီနေဖွဲ့စည်းပေါင်းထောင်ချီတောင်းချီကဆူလန်ဒီကာလောကရက်တနည်းအားဖြင့်ဒီ Milky Way Galaxy ပေါ့နော်အဲ့လိုပဲဒီ Milky Way Galaxy နဲ့အတူတူပဲပေါ့နော်ဒီတခြားဘေးမှာလည်းဒီအိန္ဒိယ Galaxy တွေရှိတယ်ပေါ့နော်ဒီ Andromeda ပေါ့နော်ဒါ Andromeda Galaxy ပေါ့နော်အဲ့လိုပဲဒီဗုဒ္ဓဘာသာမှာလည်းဒီလိုမျိုးဆူလန်ဒီကာလောကရက်တွေအများကြီးရှိတယ် အေးတခြားပေါ့နော်ကျွန်တော်တို့နေတဲ့ဆူလာနီကလောကရက်ရှိတယ်ပြီးတော့ဘေးဘက်ဘက်လင်မှာလည်းအဲတခြားဆူလာနီကလောကရက်တွေရှိတယ်ပေါ့နော်အဲ့လိုဆူလာနီကလောကရက်တွေပေါင်းပြီးတော့စုပြီးတော့ပေါ့နော်သူကလည်းဒီထောင်ချီတောင်းချီပြီးတော့စုလိုက်တာပေါ့နော်အဲ့လိုစုလိုက်တဲ့အစုဝေးတစ်ခုရှိတယ်အဲ့ဒါကိုကြတော့မက်ဆီမာနီကလောကရက်ပေါ့နော်အဲ့တော့လက်ရှိခေတ်မှာဒါတွေရလဲဒါကိုကဂလက်စီအစုဝေးပေါ့နော်ဂလက်စီအစုဝေးလို့ဒါသတ်မှတ်ကြရပေါ့နော်အဲ့လိုပဲဒီအစုဝေးကြီးကို ဒါဒီလိုအစုဝေးတစ်ခုတစ်ခုအစုဝေးတစ်ခုတစ်ခုဆိုပြီးတော့ဒီကျေပြန့်လာတဲ့ဒီလာပြင်းကြီးထဲမှာရှိနေပြန်ရောအဲ့လိုအစုဝေးတွေပေါ့နော်ပေါင်းလိုက်တယ်ပေါင်းလိုက်တော့ကျတော့ပေါင်းပေါင်းပြီးတော့သူအစုဝေးတစ်ခုတစ်ခုထပ်ထပ်ပြီးတော့ဖြစ်ပြန်ရောမသိမနီကလောကရဲ့ပေါင်းဟိုတောင်းနဲ့ချီပြီးစုနေတဲ့နေရာတစ်ခု နောက်တဲ့နေရာမှာတောင်းနဲ့ချီပြီးစုနေတဲ့နေရာတစ်ခုအဲ့လိုတစ်ခုတစ်ခုကိုကျတော့ဒီမဟာလောကရဲ့ပေါ့နော်အဲ့တော့ပြောရလို့ရင်တော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာအရကျတော့ လောကရလိုပဲသုံးတယ်ပေါ့နော်ဒါဟိုအင်္ဂလိပ်မှာဆိုရင်ဒါ university ပေါ့လက်ရှိအခေါ်ရအဲ့တော့ university ဆိုတာကျွန်တော်တို့မြန်မာလိုဆိုရင်လောကရလောကတာတူလောကရပေါ့နော်အဲ့လိုသုံးတယ်ထူးဆန်းတာလေးတခုစိတ်ဝင်စားစရာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိမှာဒီလူပြောများနေတဲ့အပြိုင်စက်ကြော်လာပေါ့နော်တနည်းအားဖြင့်တော့ဒါအပြ university ပေါ့ကျွန်တော်တို့ဒါဘာသာပြန်တော့မှားနေတယ်ပေါ့နော်အပြိုင်စက်ကြော်လာလို့ရတာလူတို့များတဲ့အသုံးတွေပဲကျွန်တော်သုံးလိုက်မယ် အပြန်ဆက်ကြဝလားအပြန်ယူနေပါစီဒါကတခြားလောကတစ်ခုပဲကျွန်တော်တို့လည်းလုံးဝအသိတတ်မဆိုင်တဲ့တခြားလောကတစ်ခုဆိုလိုတာကဒီဆက်ကြဝလားမှာအဲကျွန်တော်ရှိမယ်ဆိုရင်တခြားဆက်ကြဝလားမှာလည်းအဲနောက်နောက်ထပ်ကျွန်တော်လည်းတူတဲ့လူပေါ့နော်ကျွန်တော်လို့ပဲပြောလို့ရမယ်အဲ့လိုလူရှိမယ်အဲ့လိုမျိုးကဒီဆက်ကြဝလာမှာရှိတဲ့အရာတွေဟိုဘက်မှာရှိနိုင်ကြေဆိုတော့ယူဆပေါ့နော်ပြီးတော့ဒီအပြိုင်ဆက်ကြဝလာမှာကျွန်တော်တို့ ဟိုဒီတစ်ခုကနေတစ်ခုကူးပြောင်းမှုဆိုတာမဖြစ်နိုင်ဘူးပေါ့နော်။ theory ကပဲရှိနိုင်တယ်လို့ပဲတွေးတွေးကိုမြင်အောင်လောက်ပဲရှိသေးတယ်။တကယ်တကယ်ကြာမဖြစ်နိုင်ဘူး။အဲ့တော့ဒီဗုဒ္ဓဘာသာမှာရောရှိလားပေါ့နော်ဒီလိုပြန်ဆက်ကြောက်လာယူဆတော့။စာပေထဲမှာပေါ့နော်ရှားတယ်။ဒါပေမဲ့ရှိတယ်။ပြန်လောကရက်ပေါ့နော်။ပြန်လောကရက်လို့ပဲပြောရမှာပေါ့။လောကရက်တစ်ခုကျွန်တော်တို့ဒီခုနကပြောခဲ့တဲ့ဒီ ဆိုလာနိကာတွေမဟာနိကာတွေဒီလောကရတ်ဒီအားလုံးပေါ့နော်အကုန်လုံးပေါင်းပြီးတော့ဒီလောကရတ်ကြီးပေါ့နော်မဟာလောကရတ်ကြီးတကူဒီမှာလောကရတ်ကြီးနဲ့လုံးဝမသက်ဆိုင်တဲ့တခြားလောကရတ်ရှိသေးတယ်ပြောချင်တာကဒါကကျွန်တော်တို့ရဲ့လောကတခြားလောကတခုရှိသေးတယ်အဲ့ဒီလောကမှာရောဖယားတဆူအပြိုင်ပွင့်နိုင်လားခုနကကြီးကျွန်တော်ပြောခဲ့တဲ့မြတ်ဆိုရင်ဒီကျွန်တော်တို့လောကနဲ့သူတို့အဲ့ဘက်ကလောကနဲ့ကလုံးဝဆက်ဆက်မှုမရှိဘူးဒီဘက်ကဖယားပွင့်ခြင်းမပွင့်ခြင်းဟိုဘက်နဲ့မဆိုင်ဘူး ဟိုဘက်ကပွင့်ခြင်းမပွင့်ခြင်းလည်းဒီဒီဘက်နဲ့မဆိုင်ဘူးပေါ့နော်လုံးဝဆက်ဆက်မှုလည်းမရှိဘူးကျွန်တော်တို့ကဒီကနေအဲ့ဘက်ကိုသွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးအဲအဲ့တော့ဘုရားဘာသာမှာအပြိုင်လောကရက်ဆိုတဲ့အယူဆရှိတယ်တနည်းအားဖြင့်အပြိုင်ဆက်ကြဘောလားဆိုတဲ့အယူဆရှိတယ်ပေါ့နော်ရှားတယ်ပေါ့နော်စာရီထဲမှာတော့တွေ့ရခဲ့တယ်တိတ်ချတောင်ပေါ့နော်တိတ်ချတောင်ဆရာတော်ကြီးရဲ့စာအုပ်ထဲမှာဒီအပြိုင်လောကရက်ပေါ့နော်အပြိုင်လောကအပြိုင်မဟာလောကကြီးပေါ့နော်အပြိုင်ဆက်ကြဘောလားထဲမှာဖះရတူကပွင့်နိုင်ခြင်းရှိလားဆိုတော့ ရှိတယ်အပြန်အပြန်ရင်နေနဲ့ပွင့်နိုင်ချေရှိတယ်ဘာလို့လဲဆိုတော့သူတို့နဲ့ကျွန်တော်တို့နဲ့လုံးဝဆက်ဆိုင်မှုမရှိဘူးသူတို့ကသူတို့လောကကျွန်တော်တို့ကကျွန်တော်လောကသူတို့ဒီမှာဟိုကျွန်တော်တို့ကလက်ဆယ်ချောင်းပါရမယ်သူတို့ဒီမှာဒီတစ်ဖက်ကို၃ချောင်းနဲ့၆ချောင်းပဲပါရင်လည်းပါမယ်အဲ့လိုပဲသူတို့ဒီမှာဟိုတစ်ပေနေရှိရင်မှရှိမယ်ကျွန်တော်တို့နဲ့လုံးဝဘာမှမသက်ဆိုင်တဲ့နေရာတစ်ခုပေါ့နော်ဟိုကျွန်တော်တို့လုံးဝတွေးလို့မရတဲ့နေရာတစ်ခုရောက်မှလည်းမဟုတ်တဲ့နေရာတစ်ခုပေါ့ အဲ့တော့ဒီမှာဖြစ်တဲ့မြကဟိုဘက်မှာဘာမှမဆိုင်ဘူးအဲဒီဘက်မှာဘုရားပွင့်ခြင်းမပွင့်ခြင်းကလည်းသူ့ဘက်မှာပေါ့နော်ဘာမှမဆိုင်ဘူးပေါ့နော်မဆိုင်တဲ့အတွက်အပြိုင်အနေနဲ့ပွင့်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်စောက်တုတ်ထဲမှာပုံမှန်စာရေးဆရာတယောက်ကရေးတဲ့စောက်မျိုးမဟုတ်ပေါ့နော်တကယ်ဆရာတော်ကြီးအဲစာပေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တက်ကျွမ်းနားလေတဲ့ဆရာတော်ကြီးတပါးရေးထားတဲ့ကျမ်းစာကိုတုတ်မှာပေါ့နော်တွေ့ရဘူးတယ်အဲ့တော့အပြိုင်လောကရက်မှာဒီဘုရားရှင်တဆူ ွင့်နိုင်တယ်အပြိုင်ပွင့်နိုင်တယ်ပေါ့နော်ဒီလောကတစ်ခုအတွင်းမှာတော့အပြိုင်မပွင့်နိုင်ဘူးပေါ့ကျွန်တော်တို့မြန်မာတွေကပေါ့နော်ဒီ university ဆိုတဲ့စကားလုံးကိုစัจ java လာဆိုပြီးတော့ဒါဘာသာပြန်ရတယ်ပေါ့နော်တကယ်တော့ university ဆိုတာကသိမှတ်ပညာရှင်တွေသတ်မှတ်ထားတာက university ဆိုတာကလောကရတ်တစ်ခုပဲသတ်မှတ်တာလောကရတ်ကြီးကိုပေါ့နော်အဲကျွန်တော်တို့သိသမျှအရာကျွန်တော်တို့တွေ့မြင်နိုင်သမျှအရာကျွန်တော်တို့လက်လန်းမိတဲ့လောက်အရာကို university လိုပဲသတ်မှတ်တာအဲ့ဒါကကျွန်တော်တို့ရဲ့လောကရတ်ပဲပေါ့နော် လောကပဲပေါ့နော်အဲ့တော့စัจ java လာမဟုတ်ဘူးစัจ java လာဆိုတာကရေဖွဲ့စည်းတနည်းအားဖြင့်တုံရင်းလေးကျုံးပေါ့နော်ပြီးတော့သမုဒ္ဒရာလေးပဲနေလဓာရီပေါ့နော်ဓာရီကိုပဲဒီဗုဒ္ဓဘာသာအရာစัจ java လာလို့သတ်မှတ်တာဖြစ်ပါတယ်